မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်နောင်ချုံမြို့နယ်ကံကြီးရွာကိုထိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်တပ်နဲ့ TNL ပူးပေါင်းတပ်များတိုက်ပွဲဖြစ်ပွားပြီးတော့စစ်တပ်ဘက်ကထိခိုက်မှုများပြားပြီးပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကဇွန်လ10ရက်နေ့မှာနောင်ချုံမြို့နယ် တောင်ခမ်းရွာကကံကြီးရွာကိုထိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ TNL ဥဆောင်တဲ့တော်လိုင်းပူပေါင်းတပ်များတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီထိတွေ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ကထိခိုက်မှုများပြားခြင်းကြောင့်စစ်ကောင်စီတပ်သားများဟာအဲ့ဒီနေ့ည9:53မိနစ်ခန့်မှာတောင်ခမ်းရွာဘက်ကိုပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါဗျ။ တောင်ခမ်းရွာကနေကံကြီးရွာဘက်ကိုထိုးစစ်ဆင်လာတဲ့စစ်ခွေးတပ်နဲ့တော်လိုင်းတပ်တွေတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့တယ်။စစ်ခွေးစစ်ကြောင်းကတော့ကံကြီးရွာဘက်ကနေပြန်ဆုတ်ပြေးသွားပြီးကံကြီးရွာကိုတော်လိုင်းအဖွဲ့တွေကပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလို့သိရတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုကို TNL ပူးပေါင်းမဟာမိတ်တပ်များဖြစ်ကြတယ်။ DBL တပ်ဦးနဲ့ PDF တပ်ဖွဲ့တို့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီဟာ အခုဇွန်လအတွင်းမှာအပြစ်ခတ်ရဲစဲကြောင်ကြီးညာထားတော်လဲနောင်ချုံမြို့နယ်တောင်ခမ်းကြီးရွာမှာစစ်တပ်နဲ့တိုက်ပွဲများတောက်လျှောက်ဆိုးသလိုဖြစ်ပွားလျက်ရှိပြီးတော့စစ်တပ်ကရက်ဆောက်ဘက်ကနေစစ်ကူအင်အားများလက်နက်ခဲယမ်းများကိုဖြည့်တင်းပေးနေတယ်လို့သိရပါဗျာ နှစ်ဖက်စီရေးတင်းမာမှုများရှိနေတယ်လို့ပြောပါတယ်စစ်ကောင်စီကထိုးစစ်ဆင်ခြင်းလေကြောင်းကနေတိုက်ခတ်ခြင်းနဲ့လက်နက်ကြီးပစ်ခတ်ခြင်းများကိုဇက်တိုက်ဆိုးသလိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်စီရေးအရာနှစ်ဖက်ထိပ်တွေ့တိုက်ပွဲများရှိနေပြီးတော့စီရေးဗျူဟာအရာဆောင်ရွက်လျက်ရှိတယ်လို့ TNL ရဲ့ပြောရေးဆိုခွင့်ရရွေးရည်ဦးကဇွန်လ9ရက်နေ့သတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းငန်းဆောင်မြို့နယ်မြို့သားမျိုးရဲစခန်းကိုဝင်ရောက်တိုက်ခတ်ရာစစ်ကောင်စီတပ်သားတအုပ်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ10ရက်နေ့မနက်9:00နာရီခွဲအချိန်ကမှမြို့သားမျိုးရဲစခန်းမှာအင်အား90ခန်းနဲ့အထိုင်ချတပ်ဆွဲထားတဲ့စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့များက60မမလက်နက်ကြီး9လုံး40မမ3လုံးနဲ့ပစ်ခတ်ပြီးတော့လက်နက်ငယ်များနဲ့ဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ကစစ်ကောင်စီတပ်သားတအုပ်တေဆုံးက၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တော်လိုင်းရဲဘော် ်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါဗျ။အပြန်အလှန်တိုက်ပွဲကနိုင်ဝဲလောက်ပဲဖြစ်ခဲ့တာ။လက်နက်ကြီး60မမ၅လုံးထုတာကလည်းစခန်းထဲကြီးပဲကွက်တွေကိုဒဲကြတာ။စခန်းထဲကိုဝင်တိုက်ပြီးတော့စစ်ကူလာမဲ့စစ်ကြောင်းဖြတ်တောက်တိုက်ခိုက်ခဲ့သေးတယ်။ပြီးတော့ငန်းစုံဘက်ကလည်းစစ်ကူတက်လာတယ်ကြားတာရဲ့ကျွန်တော်တို့ဘက်ကအင်အားကလည်းနဲတာရဲ့ကြောင့်ပြန်ဆုတ်လာခဲ့တာပါ။စစ်ခွေးတကောင်သေးတယ်။လေးကောင်ကတော့အပြင်းထန်ဒဏ်ရာရသွားတယ်။အဲ့ဒီအပြင်းထန်ဒဏ်ရာရတဲ့လေးကောင်လည်းသေတယ်မသေးဘူးတော့မသိရသေးဘူး။တော်တော်ပြင်းပြင်းထန်ထန်ဒဏ်ရာရတယ်လို့တော့သိတယ်။ တင်ရင်လဲစခန်းထဲဝင်ပြီးတော့ပဲညင်းမြုပ်ပစ်လိုက်တာဆိုတော့တိရဖို့ကခက်ခဲတယ်လို့နဂနီပြောက်ကြားတက်ဖွဲ့ညင်းညာကတာဝန်ရှိသူကပြောကြားထားပါတယ်၎င်းတိုက်ခတ်မှုကိုညင်းညာတိုက်နယ်သုံးနဂနီပြောက်ကြားတက်ဖွဲ့ပြည်သူ့ကာကွယ်အဖွဲ့နဲ့အတူစင်ငိုင် Revolution Force SRF ငန်းစုံမြို့နယ်ပတ်ကဖတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်ပြည်သူများအနေနဲ့စစ်ကောင်စီတပ်သားများအနီးမှာတွာလာရမှာဒရိပြူနေထိုင်ရရနဲ့အချိန်မရွေးတိုက်ပွဲဖြစ်ပေါ်နိုင်တဲ့အတွက်လုံခြုံရေးတာဝန်မယူနိုင်ဘူးလို့ပြောဆိုထားပါတယ်မန္တလေးမြင်းညာလမ်းပိုင်းနဲ့ငန်းစုံမြို့သားလမ်းပိုင်းကိုလည်းည9 9နိုင်ကနေမနက်4နိုင်အချိန်အထိခီးသွွားပြည်သူများဖြတ်တန်းသွားလာခြင်းမပြုလုပ်ရန်ငကနီပြောက်ကြားတပ်ဖွဲ့မြင်းညာကတာဝန်ရှိသူကတရိပ်ပေးပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်တန်တွဲမြို့နယ်ကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲချမှုကြောင့်မိသားစုဝင်၃ဦးအပါအဝင် စစ်ဆောင်ပြည်သူ၄ဦးသေဆုံးပြီးတော့ရှစ်ဦးဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ9ရက်နေ့ည10:00နာရီကျော်အချိန်ကစတင်ပြီးတော့တန်တွဲမြို့နယ်မှာရှိတဲ့စစ်ဆောင်များနေထိုင်တဲ့ကြောက်ကြီးကျေးရွာစတင်ကျောင်းကိုစစ်ကောင်စီကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။မိသားစုဝင်၃ဦးနဲ့စစ်ဆောင်အမျိုးသမီးတအုပ်လည်းသေဆုံးသွားတယ်လို့သိရပါဗျ။၎င်းဘုံကျဲချမှုကြောင့်ဒဏ်ရာရရှိသူ၈ဦးရှိပြီးတော့၆ဦးဟာဒဏ်ရာပြင်းထန်နေတယ်လို့သိရပါဗျ။စစ်တပ်ကလေရင်နဲ့ဘုံကျဲရွာမှာဇွန်လ9ရက်နေ့ည10:14မိနစ်အချိန်မှာတစ်ချိန်ည10:25မိနစ်အချိန် မှာတစ်ချိန်စုစုပေါင်းနှစ်ချိန်ဘုံနှလုံးကျဲချခဲ့တယ်လို့သိရပါတယ်ဘုံကျဲချမှုကြောင့်တိတ်ဆုံးသူများဟာအသက်48နှစ်အရွယ်ဒေါ်အပူအသက်52နှစ်အရွယ်ဦးထွန်းထွန်းဝင်းအသက်43နှစ်အရွယ်ဒေါ်နှင်းဝေခိုင်နဲ့အသက်72နှစ်အရွယ်မအေပီမိုးတို့ပါဝင်တယ်လို့သိရပါတယ် အဲ့ဒီဘုံချဲချမှုကြောင့်ကြောက်ကြီးကြီးရွာသားရှစ်ဦးဒဏ်ရာရရှိခဲ့ပြီးတော့အဲ့ဒီတဲက6ဦးဟာဒဏ်ရာပြင်းထန်ကအရေးပေါ်စေကူတမှုခံယူနေရတယ်လို့သိရပါဗါရယ်အလားတူပဲဇွန်လ9ရက်နေ့ည10နာရီကျော်အချိန်ကလည်းပဇွန်ဖြေရွာစတင်ကြောင်းကိုလည်းစစ်ကောင်စီရဲ့လေကြောင်းကနေ Jet Fighter လေယာဉ်နဲ့နှစ်ချိန်လာရောက်ဘုံချဲချခဲ့တဲ့အတော့အရတားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါရယ်ဒါအပြင်ဇွန်လ9ရက်နေ့ညပိုင်းမှာစစ်ကောင်စီကတန်တွဲမျိုး အမတ်ရှင်မြင်းဆောင်ကကြီး6လမ်းနဲ့9လမ်းကြားတဲ့ကိုဘုံကျဲချခဲ့ပြီးတော့တညာထဲမှာတင်နေရာ3ခုကိုအချမ်းမဆက်တက်ကဘုံကျဲချခဲ့မှုကြောင့်နေအများပြပျက်စီးခဲ့ရတယ်လို့သိရပါဗျ။စစ်ကောင်စီကဇွန်လ1ရက်နေ့ကနေ30ရက်နေ့အထိကိုယာယီအပြစ်ခတ်ရက်စဲထားကြောင်းကြေညာထားတော်လဲအရသာပြည်သူများနေထိုင်ရာနေရာများနဲ့တော်လိုင်းတပ်စခန်းများနေရာများကိုဘုံကျဲတက်ခိုက်မှုများဇက်တိုက်လှုပ်ဆောင်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်မှာအလုတ်ကင်ရှားပါမှုအပါအဝင်အေအေဘက်ကစစ်မှုထမ်းခေါ်ယူနေမှုကြောင့်ရခိုင်ကလူငယ်အများပြားဟာနီလန်းမျိုးစုံနဲ့ ပြည်မနဲ့ပြည်ပကိုမှောင်ခိုလမ်းကြောင်းတွေကနေခိုးထွက်မှုတွေများပြားလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ကနေပြည်မနဲ့ပြည်ပကိုပို့ဆောင်ပေးနေတဲ့ပွဲစားအဖွဲ့တစ်ဖွဲ့နဲ့အဆက်အသွယ်ရရှိခဲ့ပြီးတော့၎င်းတို့ကိုမင်းမြန်းကြည့်ရမှာလူငယ်တွေကိုအခုဒီချိန်နဲ့ဆိုရင်၄ချိန်မြောက်ပို့ဆောင်ပေးခြင်းဖြစ်တယ်လို့ရှင်းပြထားပါတယ်။အဲ့ဒီပွဲစားအဖွဲ့ကနောက်ဆုံးပို့ဆောင်ပေးခဲ့တဲ့အတုံးမှာအသက်၁၈နှစ်ကနေ30အရွယ်ရှိတဲ့လူငယ်တွေဖြစ်ကြပြီးတော့ အမျိုးသား25ဦးနဲ့အမျိုးသမီး6ဦးစုစုပေါင်းလူဦးရေ32ဦးဖြစ်တယ်လို့ပြောဆိုထားပါတယ်။ပွဲစားအဖွဲ့ခေါင်းဆောင်တဦးကလမ်းမှာတော့အရန်ကိုအခက်အခဲကြုံရပါတယ်။ရခိုင်ပြည်တောင်ပိုင်းဘက်ကဆိုရင်လူတယောက်ကို78သိန်းကနေ79သိန်းအထိယူပါတယ်။အ ਨੇ စုံလူဦးရေ30ကနေ40လောက်အထိရမှတတ်တုတ်ထွက်ပါတယ်။လမ်းမှာစားဖို့တောက်ဖို့အတွက်ကျွန်တော်တို့ဘက်ကလူ၄ဦးထည့်ပေးထားပါတယ်။ လူငယ်တွေကပုံစံအမျိုးမျိုးနဲ့ရခိုင်ပြည်ကနေပြီးတော့ထွက်ခွာကျင်ကြတာပါတချို့ကြတော့လဲပညာတပိုင်းတစားနဲ့တချို့ကြတော့လဲမိဘဆွေမျိုးကအရန်နွမ်းပါတော့ပြည်ပကိုထွက်ကျင်ကြတယ်တော်တော်များများကတော့စစ်မှုထမ်းခေါ်ယူမှုကြောင့်ထွက်ခွာကြတာပါလို့ရှင်းပြထားပါတယ်ရခိုင်ပြည်ကနေပြည်မနဲ့ပြည်ပကိုပွဲစားများကနေတစေမောင်ခိုလမ်းကြောင်းကနေပုတ်ပင်းနေတဲ့ပွဲစားအဖွဲ့၃ဘွဲ့ထက်မနည်းရှိနေပြီးတော့ဒေသအလိုက်လူတအုပ်ကိုပို့ဆောင်ကတတ်မှတ်ထားတယ်လို့စုံစမ်းသိရှိရပါတယ် ်ရခိုင်ကနေပြည်မဘက်ကိုရောက်ရှိဖို့လမ်းမှာ16ရက်အထိကြာမြင့်ပြီးတော့ရိုးမတောင်ကိုခြေချင်းလမ်းလျှောက်ခဲ့ရတယ်လို့ပေါတော်မျိုးနယ်ကရန်ကုန်ကိုရောက်ရှိလာတဲ့ဒုတိယဦးကပြန်လည်ပြောပြထားပါတယ်ကျွန်တော်တို့အတုံးမှာကလူငယ်31ယောက်ပါတယ်အမျိုးသမီး6ယောက်ရယ်ကျန်တဲ့သူတွေကတော့အမျိုးသားတွေကြီးပဲကျွန်တော်တို့ကတော့ပေါတော်ကနေလာကြတာပါလမ်းခီးကရန်ကိုကျမ်းပါတယ်မအီဘက်ကနေထွက်လာတာပါမအီကိုရောက်ဖို့လမ်းမှာတညအိပ်ရပါတယ်ရိုးမတောင်ကိုခြေချင်းလျှောက်ရတာပေါ့ ရိုးမပေါ်မှာပဲအိတ်ရိုးမပေါ်မှာပဲစားပြည်မကိုရောက်ဖို့၁၈ရက်လောက်ကြာပါတယ်လို့ပြောပြထားပါတယ်ရခိုင်ကနေပြည်မဘက်ကိုပို့ဆောင်ပေးတဲ့လမ်းကြောင်းများလမ်းခီးအခြေအနေများကိုအသေးစိတ်သိရှိထားတော့လဲလုံခြုံရေးအခြေအနေအရ၎င်းတို့ရဲ့ခွင့်ပြုချက်မရတဲ့အတွက်မဖော်ပြခြင်းဖြစ်ပါတယ်အခုလိုမျိုးတွားနေတုန်းမှာလဲလမ်းမှာအရခတက်တော်အေအေနဲ့စစ်ကောင်စီတက်တော်ဖမ်းဆီးခံရမှာကိုစိုးရိမ်ထိတ်လန့်မှုများရှိနေတဲ့အတွက်ကြောင့်အသက်22နှစ်အရွယ်လူငယ်တအူးကအခုလိုပဲပြောပြထားပါဗျ ်ပေါတော့ကနေသွားကြတာရန်ကုန်အရောက်အထိကို78သိန်းပေးရပါတယ်လမ်းမှာအရန်ကိုဒုက္ခရောက်ရပါတယ်စေကောင်စီဘက်ကရောအေအေဘက်ကရောအဖမ်းခံရမှာအရန်ကိုကြောက်နေရပါတယ်လမ်းမှာတော့ဖြစ်တယ်လို့အိတ်ဖြစ်တယ်လို့စားပွဲစားတွေကထည့်ပေးလိုက်တဲ့လူလေးယောက်ပါပါတယ်လမ်းမှာစားဖို့အတွက်ဆန်တွေငချောက်တွေကိုအလဲကြထမ်းရတယ်လို့ရှင်းပြထားပါတယ်ရခိုင်ပြည်အတွင်းကလူငယ်အများပြားဟာပြည်မဘက်ကိုရောက်ရှိဖို့လမ်းကြောင်း၄ခုကိုရွေးချယ်ကြရပြီးတော့၎င်းတို့ဟာစစ်တွေကြောက်ဖြူရိုးမလမ်းနဲ့ရေကြောင်းကနေသွားတဲ့လမ်းကြောင်းများဖြစ်တယ်လို့သိရပါတယ်စစ်တွေကြောက်ဖြူနဲ့ရေကြောင်းလမ်းကဖြတ်ပြီး တော့သွားရတဲ့လမ်းဟာအခက်အခဲဆုံးဖြစ်ပြီးတော့လမ်းမှာစစ်ကောင်စီတပ်ကအချိန်မရွေးဖမ်းဆီးခြင်းကိုခံရနိုင်တယ်လို့ပြည်မဘက်ကိုရောက်ရှိလာတဲ့လူငယ်တအုပ်ကရှင်းပြထားပါတယ်။ကျွန်တော်ကအလုတ်ကင်မရှိဘဲနဲ့ဒီအတိုင်းရွာမှာနေလိုက်စားလိုက်နဲ့နေနေတာပြီးတော့ဟိုသွားဒီသွားနဲ့အချိန်တွေကရမ်းကုန်သွားတယ်။မျောလင်းချက်မဲ့နေတယ်။မကြသေးခင်ကပရိုက်တာအဖွဲ့တစ်ခုမှအခုအနေနဲ့ဝင်လုခဲ့သေးတယ်။စစ်မှုထမ်းဖို့ခေါ်တယ်။စစ်မှုမထမ်းကျင်တာနဲ့ထွက်လာတာပါ။ကျွန်တော်ကပညာဆက်တင်ခြင်းသေးတယ်။မျောလင်းချက်တွေရှိနေတော့ဒီဘက်လမ်းကိုပဲရွေးလိုက်တာပါလို့ပြောပြထားပါတယ်။ အာရခတက်တော် AA ရဲ့စစ်မှုထမ်းရန်တတ်မှတ်ချက်မှာအသက်16နှစ်ကနေ25နှစ်အထိအမျိုးသမီးများနဲ့အသက်16နှစ်ကနေ45နှစ်အထိအမျိုးသားများအပေါ်တိုက်ရောက်မှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ဒါ့အပြင်ကုန်းလန်းရေလန်းတွေကနေရက်ကိုစုံခွာလို့တဲ့သူများကို တဲယူပို့ဆောင်နေခြင်းကိုလည်းတားမြစ်ပြီးတော့တွေးရှိပါကဖိရောက်စွာအေးအေးမယ်လို့အေအေကပြောဆိုထားပါတယ်။အခုထုတ်ပြန်တဲ့အရေးပေါ်ကာလစီကန်းချက်များကိုပြန်လဲရုပ်သိမ်းတဲ့အချိန်ကိုထပ်မံပြီးတော့အတိပေးသွားမှာဖြစ်တယ်လို့လည်းအရခတက်တော်အေအေကပြည်သူများကိုအတိပေးပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်ငလျင်တရင်ကတော့ရခိုင်ပြည်နယ်မြန်အောင်မြို့အနီးကိုဗဟုပြုပြီးတော့ပြင်အား၄တပ်သမ၉အဆင့်ရှိတဲ့ငလျင်လောက်ခတ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့ဇွန်လ9ရက်နေ့မနက်9:44မိနစ်အချိန်မှာရခိုင်ပြည်နယ်တန်တွဲမြို့အနီးမြအောင်မြို့ရဲ့အနောက်ဘက်86ကီလိုမီတာအကွာမြေအောက်နဲ့50ကီလိုမီတာကိုဗဟိုပြုပြီးတော့ Richter scale 6.9အဆင့်နဲ့အင်အားအသင့်တင်ရှိတဲ့မြေငလျင်တစ်ခုလှုပ်ခတ်သွားခြင်းဖြစ်တယ်လို့ USGS ကသတင်းထုတ်ပြန်ထားပါတယ်။ဒီကနေ့မြန်အောင်မြို့အနီးလှုပ်ခတ်သွားတဲ့ငလျင်ကြောင့်ရခိုင်ဒေသမှာတိတိတသားခံစားမှုတော့မရှိခဲ့ဘူးလို့စစ်တွေမျိုးကဒေသခံတချို့ကပြောပါတယ်။ငလျင်လှုပ်တာတော့မသိလိုက်ဘူး။တခါမှတော့ငလျင်ခက်ကြီးကြီးလှုပ်တာမျိုးတော့မကြုံဘူးသေးဘူးလို့ စစ်တွေမျိုးကအသက်32နှစ်အရွယ်အလေတန်းပြဆီယာမတအုပ်ကပြောပြထားပါဗျ။မေလ19ရက်နေ့မြန်မာစံတော်ချိန်မနေ့တနေ့45မိနစ်အချိန်ကမှရခိုင်ပြည်နယ်စစ်တွေမျိုးရဲ့အရှိအရှိတောင်ပံ129ကီလိုမီတာအကွာရံမြေကျွန်းအနီးပင်လယ်ရေအောက်အနက်10ကီလိုမီတာကိုဗဟုပြုပြီးတော့ Richter scale 5.3အဆင့်နဲ့အင်အားတင့်တင့်ရှိတဲ့ငလျင်တစ်ခုလောက်ခတ်သွားတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်း၊စီးရဲသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ။